သွေးများပင်ရင်းနေတဲ့နှက်ခမ်းမင်းစိလဲပင်တို့ကိုတန်ရှင်ရေလုတ်ပင်ရင်းငေးကြည့်မိတယ်။ဖားဘူးလိုလှိုက်ခုံးနေတဲ့ရှင်ပန်းမောလုံးနေတဲ့မျက်နှာနေသားဒီတညခန့်ရင်တော့ကန့်ကောက်။အော်ကိုစောထက်ရဲ့ကိုစောထက်လို့ရင်းနေကတနေ့တနေ့စီညီးရောပြင်းမတက်တာတော့ပါလိ။ကိုစောတဟာတကယ်ဆိုရင်ခင်ခင်ချစ်သူမဟုတ် မိဘချင်းကသာတငင်းချင်းအရင်ချီတွေမင်းตาနဲ့ငါသမီးကြီးလာရင်ပေးစားကြမယ်ကွာဆိုစကားကတကယ်အကောင့်ထဲဖော်ကြခြင်းမှာခင်ခင်ကအသက်24နှစ်ရုံတရုံမှဆက်ရေးပါလေကိုစော်ထက်က25နှစ်မိဘများရဲ့ဝက်ရှော့ကိုဦးစီးပေးနေသူကြီးတမီသားစုလုံးကအားကိုရလောက်ကျွမ်းကျင်ဆက်ပညာစရာရီးစားတနာလေးမရှိအပေါင်းသိတော်မင်းနဲ့ တောက်တက်စားတတ်တယ်။ဒါပေမဲ့မဟုတ်ရန်လူကြီးသူမကိုလေးစားသူရိုးသားရင်ကျေးသူလို့နာမည်ကောင်းရှိတယ်။လူပုံကပိတ်ပိတ်နှွဲ့နှွဲ့အလောက်ယုံကြည်တစ်ခုလုံးကိုဦးစီးပြီးစက်ကြီးကင်သူရဲလို့မထင်ရ။ခင်ခင်သူ့ကိုမကြိုက်ပါ။ကိုမချစ်မနစ်တတ်သူကိုမယူခြင်းပါ။တိုးတော်ဒေါသကြီးတဲ့ဖခင်ကိုကြောက်ရင်းဆွဲတာရှိတဲ့အပြင်ခင်ခင်တို့ကူးဝဲထားတဲ့ရိုးတဲ့လမ်းမပေါ်ကအိမ်မှာ ကိုဇော်ထက်အဖေရဲ့ငွေတဝက်ကပါတယ်တဲ့အဖေအင်ကားနဲ့နေရတာကိုမကြည့်ရလို့လုံငွေကိုစိုက်ခါနေရကောင်းမှဝယ်ပေးထားခြင်းကဒီလိုအကွက်ဖမ်းဖို့ပြီးပြီလားမသိခင်ခင်သာသူ့သားကိုလက်ထပ်ပြီးအဲ့အတွက်စိုက်ထားတဲ့ငွေကိုရှော့ပစ်မယ်ဆိုပဲအလုပ်ပင်မလို့တစ်ခွက်လောက်ပေးတော့တော့လူပြောကလေးကအရက်တော့ဆက်လိုက်တောက်တတ်တဲ့အပြင် ကိုမစားတဲ့သူကိုယူပြီးမှပြုတ်ပြင်းလို့ရမယ်မထင် ဒါကြောင့်ခေခေကကိုစောထက်ကိုမယူချင်တာဖြစ်တယ်။ဒါပေမဲ့မိဘစကားကိုမလွန်ဆိုင်တဲ့တားသမီးများဖို့မိဘစီမံရာကိုနာခံရတာပါပဲ။မင်္ဂလာဆောင်ပြီးနောက်ခေခေကမြစ်တာထားတဲ့သူပြီးပြီးကိုစောထက်ပေါ်အေဦးနဲ့အင်းနဲ့လေးစားချစ်ခင်မိပါတယ်။ရင်းရင်းနှီးနှီးနေကြည့်ပေမဲ့သူကတသိန်းဆန်ဆန်သာနေခဲ့တာအံ့ဩစရာ။မယူခင်မှာမိဘတွေနဲ့လာမြန်တော့က ခင်ခဲ့ပေါ်နှွေးထွေးတောင်ထင်းခဲ့မိတာမှားပါရောလားကိုဇော်ထားခင်ခင်ထက်သူမိဘညီကိုမောင်နှမတို့ကိုပို့ခင်တွေတဲ့သူအပေါင်းအသင်းမတ်သူဒေတာဆိုတာကမူးလာရင် နေတိုင်းမူးတာပါပဲအပြစ်မရှိအပြစ်ရှာရှစ်တက်တာသူဆိုတာကိုစိတ်ပြတ်သပွဲတိလိုက်ရတဲ့အချိန်မှာလွန်ခဲ့ပြီလေတောင်းနှစ်စီချပြီးတော့သားသမီး၃ယောက်သာဒိုးပွားလာတယ် ခင်ခင်တို့လင်မယားအိမ်တော်ကြီးကတော့ပိုကောင်းမလာခဲ့ပါဘူး။သူမိပါရဲ့လန်ကုန်လရင်ဝက်ရှော့အလုပ်ကိုနေစားဘဝနဲ့လုပ်ပြီးရလာတဲ့လောက်ခါကိုအင်းရောအပြစ်မပေးပဲဈေးဖို့သာပေးပါတယ်။သူကအလုပ်ရုံတစ်ခုလုံးကိုဦးစီးနေသူဖြစ်ပြီးနေစားကသာယူတယ်။ရလာတဲ့ငွေကိုနွမ်းပါရှာတယ်ဆိုပြီးတော့သူ့ကိုကြီးတာသမီးတွေကိုတဝက်ပေးခဲ့တယ်။ဇန်တဝက်ထရဈေးဖို့ဆိုတာ ဝင်ငါးတော်ပေးပြီးတုတ်တာဝင်ခြေပြီးရဲ့လေခင်ခရရုံမှာနေပြန်တို့လေးပေးအထဲလာဝင်းလေးကိုရောင်းလမ်းထဲကနွမ်းပါသူတချို့ကိုတစ်ဆယ်ရိုးနဲ့ချေးအဲ့လိုငွေချေးထားလို့သာတိုင်မပတ်တာတထေးသားအလုယုံပိုင်ရှင်သားလက်ကြောတင်သူငွေရတဲ့သူဆိုတဲ့ခုံပုတ်ကခင်ခင်အတွက်မဟုတ်ခဲ့ပါသူကခင်ခင်ဆက်ရမယ်ဝတ်ကြွေးတာဖြစ်ပါလေခင်ခင်ဟာ သားသမီးလေးတွေစိတ်ဆင်းရဲမှာစိုးရရင်သူကိုယ်တိုင်အစိုးရဝန်ထမ်းဖြစ်တာရဲ့ကြောင့်ရှက်လို့ပါသူဘလောက်ပဲကြီးရဲ့စကနေရန်စဲတာနေခဲ့တယ်လူမကြားစေအောင်ပေါ့တန်းကြီးခမ်းပြီးတော့နေတယ်အရက်ကိုရှော့တောက်ဖို့ပြောလေသူကတိုးတောက်လေလူကလေးတိုက်ရင်ကျိုးတော့မယ်တက်ကိုင်းလေလို့တိုက်ညွှန်နေခဲ့ပြီဂုံနိုင်ပိုင်းရေယောမကအစဲပါပိုးလာတယ်သားသမီးတွေအွယ်ရောက်နေပြီမို့မစဲဖို့ပြောပေမဲ့ အเจ้าမေထဆဲတဲ့ခါတိုင်းဒင်းကုံစိတ်ပြတ်လွန်းလာပါရဲ့ဒါပေမဲ့မယားဝတ္တရားမပြတ်စေရပါဘူးချက်မင်းဟင်းကိုခုခတ်ကြွေးတယ်ထမစားပဲဆဲတယ်ဆဲပါစီတော့ဘဝင်းစင်ကလည်းတိတ်နေပြီပဲဟာမထိုးတော့ပါဘူးဒါပေမဲ့တခိုးလိုဆွဆွဲလာတဲ့နေ့မှာတော့အတော်ခံပြင်းစိတ်နာမိတယ်သူကဘလို့လူပါလဲတာမယားချက်သူ့ရင်ကပေါင်းတင်နေတယ် သူ့မိသားစုကိုခင်းတွေ့သူပါ။ဒါကိုခွင့်လို့နားလည်ပေးနေရဲ့ကြားနေ။ဒီနေ့သူ့အကြီးကြီးပြဿနာရှာပါလေရော။အဲ့ဒီညခင်ခင်တို့တာမီအရာဝင်ကနှီးမှမူးပြီးတော့ရောက်လာခဲ့တဲ့သူပေါ့။အခန်းထဲကိုဒီဒိုင်နဲ့ဝင်သွားတာအတော်ကြတယ်။ရောခင်ခင်ရှင်ထမင်းခိုးလိုက်ရမလားကိုစောထက်။ဘာထမင်းခိုးရမလားဟုတ်လား။မိုးမောနေအောင်စဲလို့ ခလေးတွေအိယာဆော့ဆော့ဝင်ကုန်ကြတယ်။ခင်ခင်ကအတန်တူတူနဲ့ရှင်ဘာဖြစ်နေရလဲ။ချမေးမစားတော့ရင်လည်းအိတ်တော်လေးဖေးပဝင်းချင်းနဲ့အိတ်နေကြပြီ။တော်တော့ကိုစော်ထက်။ဘာလို့တော်မှလဲ။နေငါပစအောင်ခိုးထားတယ်မဟုတ်လား။အခုထုတ်ပေးစမ်း။ရှင်ဘာတွေပြောနေရလဲ။ရှင်ပစအောင်ကျွန်မဘာလို့ခိုးရမှလဲ။ငါဟွက်ထားတဲ့နေရာမှာအခုကပစံမရှိတော့ဘူးလေ။အဲ့ဒါနေမယူလို့ဘယ်သူကယူမှလဲ။ ဖယားဟီကျမရှင်းွက်ထားတာကိုလည်းမသိသလိုသိရင်လည်းသူများမပေးရအောင်လက်ဖျားနေအောင်မထိပါဘူးရှင်ရှားကြည့်ပါအောင်အထားမှသလားလို့ဒီကောင်မယူထားပြီးတော့ပြောင်းလဲပြောင်းစားနေဒီနေ့ဈေးဖို့မရဘူးမှတ်ခိုးမှဈေးဖို့မပေးချင်လို့အပြက်ရှားနေရင်လေတို့မှာတော့ကိုစောထက်ရင်မယူပါဘူးကျမကိုတခိုးလိုတော့မစွတ်ဆွဲပါနဲ့တခိုးမှအတော်အပြော့ကောက်နေ တခိုးဟာတခိုးပါလို့ပြောရုံထုံးစံရှိလို့လားဟဲ့ငါပစံပြန်ပေးရင်ပေးနော်ကျမမှမယူတာပဲဘလို့ပြန်ပေးရမှာလဲဘလောက်တောင်ပြောက်လို့လဲရင်နေယူထားပြီးမသိအောင်စောင်းနေတာငါသိတယ်ငါငွေကိုစောင်းရင်နှွေအသွေးရမှာကြားလားငါမတထားပဲခိုးထားတဲ့ငွေနဲ့နင်းတို့စားတောင်နေကြတာငါမသိဘူးလို့မထင်နဲ့တအိမ်လုံးသွေးရံကြစီကွာဖះဖះသားသမီးတွေပါမချမ်းကျိတ်စုံနေပုံများ ရက်ဆက်ရုပ်မာလိုက်တာဒါကအိမ်တော်ဦးစီလင်းအောင်ကြားတယ်လေခလေးတွေရဲ့အဖေတဲ့လားတခိုးတွေငါငွေကိုခိုးတယ်တခိုးမကြီးတွေးပွပွအမ်းပါစီဗျာခင်ခင်ကလင်းအောင်ကြားရုပ်ရဲ့အောက်တန်းကျတဲ့ဆွဆွဲချိန်ဆမှုကို ရှက်လေရှက်ဝမ်းလေနေရင်ဒေါမကပါအကြီးအကျယ်ထွက်လာခဲ့ရောဒီလောက်တောင်ရဲရဲဆက်ဆက်ချိန်ဆနေတဲ့သူကိုအစမတန်လဲမုန်တီရွှန်ရှာသွားမိတယ် ရှင်ဒီလောက်တော့အောက်တန်းကြကြနဲ့ကျိန်ဆဲနေဖို့မလိုဘူး။ကျမတစ္ဆာဆိုပြမယ်။သူရှိရနေဖះရှီပစိတောက်ထိုင်းကလက်အုပ်ချီပြီးအရှင်ဖះတပည့်တော်မသည်ကိုစောထိုင်ငွေများခိုးရန်မဆိုထားနဲ့မြေပေမမြင်ဘူးပါဖះ။အေးတစ္ဆာစကားမှန်ကန်မှာကတပည့်တော်မကျိန်ဆဲသမျှသူခံရပါစေ။တပည့်တော်မသွေးပွက်ပွက်အမ်းပါစေလို့သူချိန်တဲ့အတိုင်းသူ့သွေးများပွက်ပွက်အမ်းကြလာပါစေ။ ငမိုးကခင်ခင်စကားကိုနားထောင်ကတဟားရေပြီးတော့လှောင်နေခဲ့သည် သူ့ရဲ့စင်ကျင်တုံတရားတော်ကိုအရက်ကဝါးမြူသွားခဲ့ပြီထင်ပါရဲ့သူတော့သူ့ကိုအရက်ကနိုင်သွားခဲ့ပြီခင်ခင်ကသူ့ဘလောက်နှိပ်စက်ခဲ့ပါစေကလေးများရဲ့အဖေမို့ချစ်ချုပ်ဆုထားတဲ့ငွေနဲ့ထုကူစရုံကိုတင်ပြီးတော့ကုသပေးခဲ့တယ်အသေးတစ်ခုလုံးကိုစတာဘလာတန်နှိပ်ထားသလိုဖာပင်းရင်နဲ့လှုပ်လှုပ်ရှားရှားမလုပ်ရဘူးလို့ ဆရာဝန်ကမှားလိုက်တာကိုနားမထောင်မျိုးစုံကသူ့တငယ်ချင်းနာရေးကိုကားကပြီးတော့သွားခဲ့တယ်။လမ်းကျမ်းမို့ကားခုံတော့သူ့အသေးတို့ပြန်ပေါက်ပြဲကခုတ်လို့တွေးများအဆက်မပြတ်အန်နေခဲ့ရပြီ။ဒီဝေကျွေးရနောက်ဘဝမကူပါစေနဲ့တော့။ရှင်နဲ့ကျမဒီဘဝဒီမျှပါပဲ။ကျမအခြေဆက်ပေးခဲ့ပါတယ်။တစ္ဆာမှန်ရင်စူရတ်တဲ့ကိုစော်ထက်ရဲ့